တောက်ချနေပွေသူအလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာရံများမယ်အတိုက်ခံများမယ်လူယုံထားလို့မရအောင်စမ်းဖွင့်မယ်မိကောင်းဆွေကောင်းတောက်ကူရမယ်ဆက်ပစ္စည်းပျက်စီးများမယ်အသေးစားထိခိုက်မှုကိုစရာမယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေပွဲ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေပွဲ application ကိုယုံကြည်စွာသုံးချတဲ့အကြောင်းသင်ပြပါမယ်။တရရက်နေ့မှာရန်အနောက်ဆက်တွေနဲ့ထိတိုက်တွေ့ပြီးမှအဆင်ပြေမယ်။နေ့ရက်နေ့မှာ ရပိုင်ခွင့်တွေပြန်လည်းရရှိနိုင်တယ်။စတင်လိုက်တဲ့ကိစ္စတွေထူးချိုးပေးတယ်။၃ရက်နေ့မှာသူတစ်ပါးနဲ့မတူတဲ့ရှုထောင့်နေရာတွေလုတ်ကင်ပြီးတိုးတက်မှုလမ်းကြောင်းကြုံမယ်။၄ရက်နေ့မှာဝေးကွာသူတွေနဲ့ပြန်လည်းဆုံမယ်။အလုတ်ကိစ္စအစီအပြေမယ်။၅ရက်နေ့မှာ ရှင်ပြန်မှုမှသမျှအောင်မြင်မယ်။ဘဝရည်ရွယ်ချက်တိုးတက်မယ်။၆ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်။၇ရက်နေ့မှာစမ်းပွင့်မယ်လိုရာပြည့်စုံမယ်ဒါပေမဲ့မတော်တဆနဲ့ယူဆရမယ် နေ့ဆရနိုင်တဲ့တနိုင်ခွေတွင်သွားလာယူဆရမယ်တောင်ရောက်ကိုဒီသွားစေရန်ရချုံတတ်တယ်ကြာသာပတိနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်ဟင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်369ကိုကနေ့နေ့ကိုအချိုးပေးကနေ့နေ့ဖြစ်သုံးဆွဲနိုင်ပါတယ်အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးပြီးအလိုရှိရာဆောင်ရွက်ပါနိုဝင်ဘာလ၄ရက်နေ့အဲ့ဒီကဒဇမုလပြည့်နေ့ဖြစ်တယ်အဲ့ဒီမှာ အင်္ဂါနေ့နဲ့တိုက်ဆိုင်တော့ထူးခြားတဲ့အစီရင်ဖန်တီးလို့ရတယ်အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပင်တပည့်ရဲ့ရှစ်တောင်ပဲထွက်နေတဲ့ဇီးကိုင်းဖြတ်ပြီးတော့ရှစ်လက်မှလျားဖြတ်အခောက်ခွာပြီးတော့အဲ့တော့ရွှေရောင်တုတ်ပြီးတော့ဆောင်းထားရောင်းဝယ်ဇီးဆိုင်တွေမှာထားလို့ရတယ်လုပ်ငန်းလုပ်တဲ့အခါမှာဆောင်းပြီးတော့ရောင်းမဝယ်ဘဲဖွင့်အောင်လုပ်လိုက်လက်ဝင့်စေတယ်ဈေးခေါ်ဈေးကောင်းကောင်းစေတယ်ဒီအစီရင်ကိုဆောင်ရွက်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်